ကျွန်တော်ကဟိုဘယ်လိုပြောဒဲပဲရှင်းနေတာပြီလားဒီချွေချိုဖြစ်ရတာ ਨੇ ပတ်သက်လို့ကျွန်တော်ဟိုတော့လကောင်းကျွန်တော်မန်နေဂျာဟိုတော့လကောင်းတစုံတရာတစိုးလက်ဆောင်ပေးရတာမျိုးရှိတယ်ဆိုရင်တပ်တည်နေတယ်ကွာအချိန်မရွေးလာပြောနိုင်တယ်ကျွန်တော်ရုပ်ရှင်လောကထဲကနေပါတခါလဲနှုတ်ဖက်ပေးမယ်လို့ကျွန်တော် challenge လုပ်တာယောက်ျားလေးအယောက်20တဲ့ကဘာလို့ဆိုတာသူ့ကိုသိပါလေကျွန်တော်ဒီလိုပဲပြောချင်ပြောတဲ့စကားအတွက်သူတာဝန်ယူရလိမ့်မယ်ဟိုဖြစ်တဲ့ဖြစ်ထိုက်လို့ပါလာတဲ့သူမျိုး မဟုတ်လို့ဒါဒီလိုကြော့ခံလိုက်ရတယ်လိုက်ကြော့လိုက်ရတယ်ဆိုတော့စည်ရင်ဖြစ်လာတာပေါ့နော်ဖြစ်တင်ဖြစ်လိုက်တဲ့သူပါလာတဲ့သူမျိုးကငါဘယ်သူမှကြော့ခဲ့တာမဟုတ်ဘူးကွာလို့သူ့ကိုယ်သူခတ်မှာမှာပြောနိုင်တယ်လေပြောရဲတယ်လေမဖြစ်တင်မဖြစ်တိုက်ပဲပါလာလို့ဒါဒီလိုအတန်ထွက်လာတယ်လို့ပဲကျွန်တော်ပြောချင်တယ်တက်တဲ့နေတဲ့ကွာမြင်ရတယ်လေအဲ့ဒီသူဘယ်သူတွေဘလောက်ကြော့ထားပါတယ်ဆိုတော့စည်ရင်ပေါ့သူ့ကသူစည်ရင်လောက်ထားတဲ့ဟာကိုကျွန်တော်မြင်လိုက်ရတယ်ဒါမဲ့ဒီညာက တခြားလူနာမည်တွေလည်းတွဲပါနေတဲ့အတွက်ဒါကိုကျွန်တော် publicity ဆွဲမထုတ်လာဒီအားနဲ့ပတ်သက်လို့ကျွန်တော်ဘသူစီကမှတစိုးလက်ဆောင်ယူခဲ့တာမရှိကြောင်းကျွန်တော်ကိုကျွန်တော်100%လက်ပြလုပ်ဘယ်လိုပြောမလဲဗျာကြီးတော့ကြီးတော့ပဲလို့ပဲပြောရမှာပဲဒီလားအဲ့လိုပဲပြောချင်တော့ဒါက personal ဆိုပေမဲ့ဒါလည်းဟိုအလုံးနဲ့ဆက်ဆက်နေတာပဲပေါ့နော်ဟို public မှာရှင်းတဲ့နေကိစ္စလို့ထင်လို့ကျွန်တော်ဒီကိစ္စကျွန်တော်ပြန်ကြားတာတကြံမတိုင်ခင်တည်းကကြားထားတာ ဒီလိုမျိုးအပြင်မှာရှောက်ပြောနေတယ်ဆိုပြီးတော့ပြန်ကြားထားတာကြမ်းမတိုင်ခင်နဲ့ကြားထားဒါမဲ့ကျွန်တော်ညမထွက်ရယုံတင်မိုးကိစ္စတွေအလုံးများနေသေးလို့အဲ့ဒီဘက်ကမလဲ့သေးဘူးဒါမဲ့ဒီကိစ္စကငါမှမဟုတ်တာငြိမ်ငြိမ်လိုက်ပါမယ်လေးဆိုပြီးတော့ထားလိုက်လို့မရတဲ့ကိစ္စတွေပါပါအဲ့ဒါကြောင့်အခုအားတဲ့အချိန်ဒီပြဿနာကိုပထမဦးစားပေးအနေနဲ့ကျွန်တော်ရှင်းအဲဒီလိုမျိုးဟိုခက်စင်စင်ကတော့အရှိမအောင်ကတခါရှိဘူးတယ် ရှေ့မှာတခါရှိဘူးတယ်2016 19တော့ကဒီလိုခက်ဆင်စင်တခါဖြစ်ဘူးတယ်ဒါကတော့တပိုင်းပေါ့အခုဒီလိုမျိုးဒိုင်လုံးတဲ့ကိစ္စမှာဘသူ့ကိုဘယ်လောက်ကြောရတယ်လို့ဘသူ့ကိုပဲညုံမလို့ဘယ်လောက်ကြောရတယ်လို့ပါလို့ဆိုအတန်နေပြန်ထွက်လာတာကဒါပထမဆုံးပေါ့ဘာသာရွှေကျိုးမှာကျွန်တော်ဒိုင်လုံးတာလဲဒါပထမဆုံးပဲလို့ကျွန်တော်အစဆုံးပြောရရင်ကျွန်တော်ဆရာဦးကြည်ဆိုတော့မောင်ညိုမင်းရွှေကျိုးမှာငါလို့ပြီးနိုင်သလားဆိုပြီးတော့၃ရက် လာလို့ပြီးနိုင်လားဆိုပြီးတော့ကျွန်တော်ကိုလမ်းပြီးတော့ပြောတယ်ပြောတော့အပတ်စဉ်တနင်္ဂနွေနေ့ဆိုတော့ကျွန်တော်ကလည်းဟို shooting တွေက Sunday ဆိုရင် break တယ်လေဆိုတော့ရပါတယ်ဆရာဆိုပြီးတော့ကျွန်တော်သွားပြီးတော့လုပ်ပေးဖြစ်တယ်လုပ်ပေးပြီးတော့ကျွန်တော်နဲ့တိတဲ့သူတွေလည်းပါတယ်မတိတဲ့သူတွေလည်းပါတယ်ကျွန်တော်ပေးခဲ့တဲ့အမှတ်တွေအတွက်တော့100%ကျွန်တော်တာဝန်ယူတယ်ကျွန်တော်တိလို့ပို့ပေးခဲ့တယ်ဆိုတာလည်းကျွန်တော်မရှိဘူးကျွန်တော်နဲ့ရင်းနှီးနေလို့မျက်နှာနားမဲ့သူမဟုတ်လို့ ဟိုဆွဲတင်ခဲ့တာမျိုးလည်းမရှိဘူးသူတို့ရဲ့သရုပ်ဆောင်မှုအပေါ်မှာပဲဖြစ်တင်ဖြစ်ထိုက်တဲ့အပေါ်မှာပဲကျွန်တော်ဆုံးဖြတ်ခဲ့တယ်ဒါတော့ကျွန်တော်100%တာဝန်ယူရဲကျွန်တော်ပေးခဲ့တဲ့အမှတ်တွေရုပ်ရှင်အစည်းအဝေးမှာရှိမှာပါသူတို့ရဲ့သရုပ်ဆောင်မှုတွေလည်းဗီဒီယို record အနေနဲ့ရှိမှာပါကြိုက်တဲ့အချိန်မယုံသင်တာရှိတယ်ဆိုရင်ကြိုက်တဲ့သူကပြန်သွားတောင်းစစ်လို့ရတယ်ကျွန်တော်လက်မှတ်ထိုးထားတဲ့စာရွက်အတိုင်းအတွက်ကျွန်တော်တာဝန်ယူရဲဆိုတော့အဲ့လိုနဲ့ကျွန်တော်ရွေးပြခဲ့တယ်ပေါ့နော် final နေ့ရအောင်ကျွန်တော် final ပြိုင်တဲ့နေ့ရအောင်ကျွန်တော်အချိန်ပြည့်မထိုင်နိုင်ခဲ့ပါဘူးအလုပ်ကိစ္စရှိနေတော့ကျွန်တော်ညနေပိုင်းလောက်ကျွန်တော်ပြန်သွားခဲ့ရပါတယ်ကျွန်တော်အစားဆရာဦးဆိုမြေဦးတို့ဘာတို့ကဆက်ပြီးတော့အမှတ်ပေးပေးကြတယ်ဆိုတော့အပြီးသွားပြီပေါ့နော်တို့ယောက်ျားလေးယောက်20မိန်းကလေးယောက်20ရွေးခဲ့တယ်ပေါ့ကျွန်တော်သဘောကျတဲ့သူတွေလည်းပါတယ်မကျတဲ့သူတွေလည်းပါတာပဲဒါပေမဲ့ဒါကကျွန်တော်တယောက်တည်းပေးတဲ့အမှတ်မဟုတ်ဘူးလေချားထိုင်နေပေးတဲ့အမှတ်တွေလည်းရှိတာဆိုတော့ဒါကတော့ဒီ result ဒီ okay ပေါ့ထားလိုက်ပါ ပြီးခဲ့တဲ့ဒီ April လာဇန်းလောက်မှာတခုပြန်ကြားရဒီလိုမျိုးရွှေကြိုဖြစ်ဖို့အတွက်ဘသူတွေကိုဘလောက်ကြောခဲ့ရပါလဲဆိုပြီးတော့ရှောက်ပြောတဲ့အတန်ပြန်ကြားရဘသူလဲဆိုတာသူ့ကိုယ်သူသိမှာပါအဲ့ဒီတဲမှာကျွန်တော်နာမည်ပါပါတယ်ဆိုတော့ကျွန်တော်တော်တော်အံ့ဩသွားဒါကြီးက ဒိဗယ်လည်းမရှိဖြစ်လည်းမဖြစ်တဲ့ကျွန်တော်ဘယ်တော့မှဘသူစီကမှဘာလက်ဆောင်ပစ္စည်းတစ်ခုမှယူလာခဲ့တာမရှိဘူးယူခဲ့တာမရှိဘူးဆိုတော့ဒါကကျွန်တော်ကပြန်သိရတဲ့နေရာမို့လို့ဒါကျွန်တော်ပြန်သိလိုက်ရတာလေပြန်မသိလိုက်ရတဲ့နေရာမှာဘယ်လောက်တွေလျှောက်ပြောထားသလဲမသိနိုင်သူတကယ်ပေးလိုက်ရတယ်ဆိုရင်လည်းဂျားတွေကဘယ်သူကလှုပ်ရှားသွားတာလဲဂျားကိုသူသေချာစုံစမ်းဖို့လိုတယ် အဲ့လိုမျိုးသေချာမသိဘဲနဲ့ဒီတိုင်းလူကြီးတွေကိုဘယ်သူကိုဘယ်လောက်ပေးလိုက်ရပါတယ်ဆိုတဲ့စကားမျိုးတွေအပြင်မှာလျှောက်ပြောနေတာမျိုးကြတော့ဒါမတော်တော်မဖြစ်သင့်ဘူးကျွန်တော်ကျွန်တော်ကဟိုဒါပြန်သိရတဲ့နေရာမျိုးလို့ပြန်မသိရတဲ့နေရာမှာဘယ်သူတွေကိုဘယ်လောက်လျှောက်ပြောထားသလဲဘယ်သူနာမည်တွေရောတွဲပါနေသလဲကျွန်တော်မသိနိုင်ဘူးဆိုတော့ဒီကိစ္စကတော့ဖြည့်ရှင်းသင့်တယ်လို့ထင်တယ်ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်းဒီကိစ္စကသေချာကြကြမမခေါ်ပြီးတော့မေးသင့်တယ်လို့ထင်တယ်အစည်းအရုံးရဲ့အကုန်သိခါလဲကြားတယ် ရွှေချိုပြိုင်ပွဲတစ်ခုလုံးရဲ့ဂုံသိက္ခာလည်းကြားတယ်။ဒီနာမည်စင်ရင်ထဲမှာကတော့ခံလိုက်ရပါတယ်ဆိုတဲ့နာမည်စင်ရင်ထဲမှာပါနေတဲ့ဒိုင်လူကြီးတွေအကုန်လုံးရဲ့သိက္ခာလည်းကြားတယ်။ကျွန်တော်တို့ဒါကိုရှင်းသင့်တယ်လို့ပဲမြင်ပါတယ်။တက်တဲ့နေတဲ့ကောမြင်ရတယ်။အဲဒီသူဘယ်သူတွေကိုဘယ်လောက်ကတော့ထားပါတယ်ဆိုတော့စင်ရင်ပေါ့။သူကသူစင်ရင်လောက်ထားတဲ့ဟာကိုကျွန်တော်မြင်လိုက်ရတယ်။ဒါမဲ့ဒီဟာကတခြားလူနာမည်တွေလည်းတွဲပါနေတဲ့အတွက်ဒါကိုကျွန်တော် publicity ဆွဲမထုတ်လား။ အမ်တခုရှိရကျွန်တော်ဒီကိစ္စပွဲရှာခြင်းဟာမဟုတ်ဘူးသိလားဘသူဆိုတာသူ့ကိုယ်သူသိလိမ့်မယ်ယောက်ျားလေးအယောက်20တဲ့ကဘသူဆိုတာသူ့ကိုယ်သူသိပါလိမ့်မယ်ကျွန်တော်ဒီလိုပဲပြောချင်ပြောတဲ့စကားအတွက်သူတာဝန်ယူရလိမ့်မယ် ဒါတွေကဒီလိုမျိုးဗဟေရီဖွင့်နေရမယ့်ကိစ္စတွေလည်းမဟုတ်ပါဘူးဗျာ။ဟိုဖြစ်တင်ဖြစ်ထိုက်လို့ပါလာတဲ့သူမျိုးမဟုတ်လို့ဒါဒီလိုကြော့ခံလိုက်ရတယ်။ like ကြော့လိုက်ရတယ်ဆိုရယ်စရင်ဖြစ်လာတာပေါ့နော်။ဖြစ်တင်ဖြစ်လိုက်တဲ့သူပါလာတဲ့သူမျိုးကငါဘာလို့ကကြော့ခဲ့တာမဟုတ်ဘူးကွာလို့သူ့ကိုယ်သူခတ်မှမှာပြောနိုင်တယ်လေ။ပြောရဲတယ်လေ။မဖြစ်တင်မဖြစ်တိုက်ပဲပါလာလို့ဒါဒီလိုအတန်ထွက်လာတယ်လို့ပဲကျွန်တော်ပြောချင်တယ်။ကျွန်တော်ကတော့ရုပ်ရှင်စီးရုံးကိုကျွန်တော် personally လဲကျွန်တော်လမ်းပြောထားတယ်။ ဒီကိစ္စကတော့ဒါကရုပ်ရှင်စီးရုံးရဲ့ဂုံတိတ်ခါလဲကြတယ်ဒီပွဲထဲမှာပါတဲ့ဒိုင်လူကြီးတွေရဲ့ဂုံတိတ်ခါလဲကြတယ်ဒီလိုမျိုးကိစ္စကတော့ရုပ်ရှင်စီးရုံးအနေနဲ့ထီထီရောက်စုံစမ်းတင်တယ်အရေးယူတင်တယ်လို့ကျွန်တော် မြင်တယ်နောက်နှစ်လာမယ့်ရွှေချိုးပြိုင်ပွဲတွေအတွက်လည်းအရေးကြီးတယ်လို့မြင်တယ်အဲတော့ရုပ်ရှင်စီးရုံး personally လည်းလှမ်းပြောထားတယ်အခု Facebook ပေါ်ပါလဲကျွန်တော် public နဲ့တကွာတင်ထားတယ်တခုချက်ဒီကိစ္စမင်းမဟုတ်ရင်ပြီးတာပဲကွာဆိုပြီးတော့ငြိမ်နေလိုက်လို့မရဘူး ဟုတ်မှာကျွန်တော်တို့ကမဟုတ်လို့ညင်ညီလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီမဟုတ်တဲ့စကားကြီးကပြန့်နေတာကိုယ်လည်းပြန်မသိရဘူးလေဆိုမဟုတ်လို့ညင်ညီလိုက်လို့တော့မရဘူးဒီကိစ္စကအဲ့လိုငါမဟုတ်ငါငါမှမယူထားတာငါမဟုတ်ရင်ပြီးသွားမှာပဲဆိုပြီးတော့ဒီတိုင်းရှော့ပြလိုက်လို့တော့မရဘူးဒီကိစ္စအဖြေတစ်ခုပေါ်လာတဲ့အထိရှင်းကိုရှင်းရမယ်ကိစ္စအခုဒါကတော့ရှင်းတယ်ကျွန်တော်ကဟိုဘယ်လိုပြောဒဲ့ပဲရှင်းနေတာပြီလားအခုလိုမျိုးတွေတင်းနေဆိုတာက အခုကျွန်တော်ဘသူငယ်မင်းဝါလို့နာမည်မတက်ဘဲတင်ထားတယ်ဆိုတာကကျွန်တော်ကဒီလူတွေနဲ့လည်းကျွန်တော်မသိနေဘူးဒီလားအဲ့ဒီအယောက်40လုံးနဲ့လည်းကျွန်တော်သိတဲ့သူတယောက်နှစ်ယောက်လောက်ပဲပါတယ်ဆိုတော့ကြံတဲ့သူတွေကျွန်တော်လည်းမသိနေဘူးဒီစုကြီးဈာထဲမှာဘယ်နှယောက်ကဒီလူတွေဟိုဘယ်နှယောက်တွေလိုက်ပြောထားလဲကျွန်တော်မသိရအောင်အဲ့တော့အကုန်လုံးချုပ်ပြီးတော့ပြောထားအယောက်40လုံးကိုကျွန်တော်ချုပ်ပြီးပြောထားဒီချွေချိုဖြစ်ရတာ ਨੇ ပတ်သက်လို့ကျွန်တော်ဟိုတော့လကောင်း ကျွန်တော်မန်နေဂျာဟိုတော့လကောင်းအစုံတရာတစိုးလက်ဆောင်ပေးရတာမျိုးရှိတယ်ဆိုရင်တတ်တည်နေတဲ့ကွာအချိန်မရွေးလာပြောနိုင်တယ်ကျွန်တော်ရုပ်ရှင်လောကထဲကနေပါတခါတည်းနှုတ်ဖက်ပေးမယ်လို့ကျွန်တော် challenge လုပ်တာဒီအားနဲ့ပတ်သက်လို့ကျွန်တော်ဘသူစီကမှတစိုးလက်ဆောင်ယူခဲ့တာမရှိကြောင်းကျွန်တော်ကိုကျွန်တော်100%လက်ပြလုပ်ဟုတ်လားနောက်နောက်လို့ထိုင်းနေတာလို့ပြောရတယ်ဆိုတော့စဉ်းစားလိုက်ရတယ်အဲ့မနေ့ကအဲ့ဒါပြောပြတယ်ကိုချမ်းသာကြီးစိုးစီကိုကျွန်တော်ဖုန်းဆက်ပြတယ် ကျွန်တော်နောက်နေရွှေကြိုဒိုင်လို့ဟုတ်ဆိုတော့ကျွန်တော်တော်စဉ်းစားသွားပြီလို့အခုလိုမျိုးကအဆင်မပြေဘူးလို့ဆိုတော့ကိုချမ်းသာဘာပြောလဲဆိုတော့ညိုရဲတဲ့ဒါကတော့ဒီတယောက်ကြောင့်တော့ဒီလိုမျိုးမဆုံးဖြတ်ပါနဲ့တဲ့ကျန်တဲ့လူတွေလည်းရှိပါတယ်တဲ့ဆိုတာမျိုးတော့ပြောတယ်ဆိုတော့ဒါကတော့စဉ်းစားမှာပေါ့နော်တောင်းတောင်းပန်စရာမလိုပါဘူး तू ပြောတဲ့စကား तू တောင်းဝင်ယူပြီးတော့အဲ့ဒီ तू ပြောထားတဲ့သူတွေကိုညိုမင်းလွင်ဒီလိုပြန်ရှင်းပြထားတယ်ညိုမင်းလွင်တကယ်ယူတာမဟုတ်ဘူးညိုမင်းလွင် ကရောခံထားတာမဟုတ်ဘူးဆိုတာကိုသူ့ဘာသာသူပြန်လိုက်ရှင်းပြပေးလိုက်ရင်ပြီးသွားတာပါပဲကျွန်တော်လာတောင်းပန်စရာမလိုပါဘူးရပါတယ်သူ့ဘာသူအဲ့လိုသူပြောထားတဲ့သူတွေကိုသူပြန်လိုက်ရှင်းလိုက်ရင်ရပါတယ်ဘယ်လိုပြောမလဲဗျာချီးတော့ချီးတော့ပဲလို့ပဲပြောရမှာပဲတိလားအဲ့လိုပဲပြောချင်တော့တယ်